တင်တင်ဖြစ်ပြနေတဲ့ယုတ်တရားနဲ့တရားကြီးယန္တာမိတ်တွေမြတ်တဲ့မှာပြည့်ချီလို့သဘောပေါက်တယ်။ဟုတ်ပြီနော်ခန္ဓာယင်တွေလို့ကိုယုတ်ကလပ်တွေကြီးလည်းမြင်ပြီးပြည့်အတန်ရိုက်လိုက်တိုင်းရိုက်လိုက်တိုင်းမှာသောတာပန်တော်ဘီကြီးမနောရဘီကြီးစိတ်ဆင်ကြီးရတင်း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 နဲ့အလုံးလေးများကြီးဖြစ်ပြနေတာကိုတွေ့နေပြီးဆိုရင်ဒီခန္ဓာအင်းကြီးတစ်ခုလုံးကိုယုတ်ကလပ်ပါပဲမပြေတော့ဘူးလား။ 牛生牛死牛难死牛，牛难讲完，牛来牛死牛，讲完牛来牛死牛，牛难打靶牛死牛。我们呢、啊，任意打靶牛吗？难听牛死牛，难听牛难听，你敢难听牛？牛先生，牛白吗？牛白牛白，你敢牛白？牛先生，牛啦。 ဲ့နခုလရုပ်ကြီးတတ်တဲ့နတ်ကြီးတတ်တဲ့ရှုနိုင်ပြီဆိုရင်ယုံနာနပါလေရှိတယ်လို့ဆက်ပြီးတော့သင်ပေးတယ်။ဟုတ်ပြီနော်။အဲ့ဒီမှာဓမ္မယုံတိုင်းဆိုတာလေးကိုလည်းနည်းနည်းပြောအောင်။မနောဓာတ်ဝိတိတခုလေးဖြစ်တော့ဝိတိစိတ်ကြီးကိုမနောဓာတ် ဒီဓမ္မယုံလိုင်းလို့ခေါ်တယ်။ဓမ္မပိစစ်စစ်ထူထောင်ရင်သက္ကုအကြည်ကိုလက်အာရယူလိုက်တယ်။အဲ့ဒီသက္ကုအကြည်ကဝေမနောတိမှာသင်တယ်။ဝေမနောတိမှာသင်တဲ့အခါမှာမနောတရောလေးစားသောပတ္တိဒဒယုံနေတိဘဝင်ချပြီးတော့မနောတရောလေးစားသောပတ္တိဒဒယုံနေတိဆိုပြီးတော့စေတကနာစေကျက်စေကျက်ချင်းခံများစွာဖြစ်တာကိုယောဂီတွေက ကြက်ကြက်လာလာရှုမြင်စေတယ်။ပြင်စစ်တက္ကနာအတိအကျမှာရှိတဲ့စိတ်စိတ်တိတ်တဲ့တရားတွေကိုလည်းသိစေစေတယ်ခုနကလိုပဲလေးချက်ရှုရတယ်။ပိဋိရှင်ညာရှင်ပိဋိရှင်ညာမရှင်ပိဋိမရှင်ညာရှင်ပိဋိရောညာရောမရှင်ဆိုပြီးတော့ဒီလိုရှုစေတယ်။ဟုတ်ပြီ။အဲ့ဒီလိုကုသိုလ်တရားတွေကိုရှုပြီးတဲ့အခါမှာအကုသိုလ်တရားတွေကိုလည်း ဆက်ပြီးရှိပါလေ။ဟုတ်ပြီနော်။ဘာသာတိပဒနာတုတ်ထဲမှာတာရာကံတာရာကံစိတ်တန်ဒီပဇာနာဒီဝိဒရာကံဝိဒရာကံဒီဝိဒရာကံစိတ်တန်ဒီပဇာနာဒီတာဒောတမတာဒောတစိတ်တန်ဒီပဇာနာ ဝိဒဒေါသဝဝိဒဒေါသစိတ္တံဒီပဇာနာမိလို့ပြားဟောတော်မူတာရာဂဖြစ်ရင်ရာဂနဲ့တကွဖြစ်တယ်လို့ကိုယ်ကိုယ်ပြန်ပြသိမှာရာဂမဖြစ်တဲ့စိတ်ဖြစ်တယ်ဆိုရင်ရာဂမဖြစ်တဲ့စိတ်ဖြစ်တယ်လို့ကိုယ်ကိုယ်ပြန်ပြသိပါဒေါသနဲ့တကွာဖြစ်သောစိတ်ဖြစ်တဲ့ဆိုရင်လေဒေါသနဲ့တကွာဖြစ်တယ်လို့ကိုယ်ပြတ်ပြပြပါကိုယ်ကိုယ်ပြတ်ပြပြပါလို့ပြောရဲ။ဟုတ်ပြီနော်။ စိတ်စေတသိက်နဲ့တရားတွေကိုကွဲကွဲပြားပြားထူးထင်းသိတာကိုပြောတာ။ဒါဆိုတော့မြတ်စွာဘုရားကသူ့တို့စိတ်အမှုတို့စိတ်တွေကိုကွဲကွဲပြားပြားသိဖို့မဟုတ်တော့ဘူး။အဲ့ဒါမသိရင်တော့အဝိဇ္ဇာကိုရှာလို့မရဘူး။ဘုရားတမုတ္တရာသစ္စာတည်တဲ့အဝိဇ္ဇာတနာဥပါဒံတိခါရကံကိုဉာဏ်ဖြင့်ထူးထင်းသိအောင်ရှုရမယ်လား။သင်္ခါရတရားဒီမာဟုသူစိတ်တွေဟုတ်ပြီနော်မာဟုသူစိတ်တွေမှာ ဒီတိရှင်တဲ့ခါရှိတဲ့သောမနတသာတို့ဒီတိမရှင်ဥပေခာသာတို့ညာနာတမယညာနာဝေပိယဥရှိလာဒီအရာရေဘုရားလာလေအဘိဓမ္မာဘုရားလာလေမိမိတို့ဒီဘဝကိုကြိုးပြတဲ့ကံတရေရလေဘာကုသိုလ်သိရှိပါလေရတစ်ခုခုပဲသိကြတယ်အဲ့ဒါကိုသူတို့လိုင်းချူတဲ့အခါမှာကြာကြာနာနာရှုတတ်အောင်သင်ပေးခဲ့ရတယ်ဘာလို့လဲကြိုတင်ပြဆဲနေတာ သမုဒိယသစ္စာရှုနိုင်မှုအတွက်ဟုတ်အဝိဇ္ဇာဆိုတာလောဘတိတိအုပ်စုစိတ်စိတ်တိတ်တန်တရားအလုံး၂၀ဖြစ်တယ်ပိဋိရှင်တယ်ဆိုရင်ဘောပိဋိမရှင်ရင်တော့စကုလုံးဖြစ်တယ်ဘာတိကာရိကတတ်တိကာရိကဆိုရင်တော့ဌိနမေတ္တရှင်ဌိနမေတ္တမရှင်ဆိုပြီးတော့၂၀နှလုံး၂၀လုံးဒီလိုကွဲသွားတယ်ဒါရီယံနံပါတ်5ပိုင်းမှာအကုန်လုံးကြိုတင်နေစင်ခရရတာပါအဲ့လိုအမှုတော်နဲ့တရားတွေကို ကိုယ်ကိုယ်လည်းညာပြစ်ထိုးစင်းပြီးမသိဘူးဆိုရင်အနာဂတ်ကိုအတိတ်ကိုပြန်ရှုတဲ့အခါမှာဘယ်လိုလုပ်သွားပြီးတော့မိမိအနေနဲ့ဆက်စစ်လို့ရနိုင်ပါ့မလဲ။ဟုတ်ပြီနော်။ဒါကြောင့်မို့အခုတို့စိတ်စင်တဲ့တန်တရားတွေကိုသိသိဖို့ရတဲ့အတွက်ဘုရားရှင်ကိုယ်တော်လည်းကမာတိပဒနာသုတ္တံပြမှာတတ္တနာနာကိုသင်တော်မှာအဲ့ဒါတွေကိုကြိုတင်ပြင်ဆင်ဖို့မရှိဘူးဆိုလို့ရှိရင် ေတနာဉာဏ်တော့ကိုပြုလိုက်ပြီးမရှိဘူးဆိုရင်ထိုးထွင်းသိဖို့ရတယ်ဖြစ်နိုင်ပါ့မလားမဖြစ်နိုင်ဘူးဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အဲ့ဒီမှာလောဘဒိဋ္ဌိလောဘမာနဒေါသဒေါသဣတာဒေါသမေစရိယဒေါသသကုသမောဟဥဒိသဘောဟဝိသိကိသာအဲ့ဒီအမှုတို့တရားတွေကိုအဘိဓမ္မာမှာလာတဲ့အတိုင်းဒေစိတ်ဒီ ရှုပွားသုံးသပ်ရမှာဖြစ်တယ်။ဘုရားယုံလိုက်ပါလေနဲ့အဲဒီအာဟုဒုဏ္ဍရားလေးကိုရှုရအောင်။တတ္တယုံလိုက်ပါလေနဲ့အဲဒီအာဟုဒုဏ္ဍရားလေးကိုရှုရလေ။လောဘတိတိလောဘမာနဒေါသစသည်အားဖြင့်ရှုရလေ။ဣသတ္တနာမကမေတ္တာလောကကြီးကိုလည်းရှုရလေ။မေတ္တာလောကကြီးကိုတော့ပေါင်းစုခြုံငုံပြီးတော့ရှုရတာဖြစ်ပါလေ။ ဘာဖြစ်လို့ဘိဒါဘကတိကိုရှုအောင်လဲဘာဖြစ်လို့အစ္ဆဒတန်တန်လောက်နေမလို့မပြည့်စုံလဲမြတ်စွာဘုရားရှင်ကအနိစ္စလို့ရှုုံနဲ့မညံပုံညာဆိုင်နေဘူးဒုက္ခတလုံးနဲ့ရှုုံနဲ့လည်းမညံပုံညာဆိုင်နေဘူးအနတ္တတလုံးနဲ့ရှုုံနဲ့လည်းမညံပုံညာဘယ်နည်းနဲ့မှဆိုင်နေဘူးအစ္ဆဒရှုုံနဲ့လည်းမညံပုံညာဆိုင်နေဘူးဘိဒါရှုုံနဲ့လည်းမညံပုံညာဆိုင်နေဘူးတဲ့ တိတာနာဂတပစ္စုပန်တဲ့အတိရောနာဂရောပစ္စုပန်ရောပစ္စတရောဒိတာရောတန္တတပကာလသုံးပါးစလုံးမှာရှိရမယ်။ဘာဖြစ်လို့လဲ။မိမိတို့တွေအားလုံးကအတိတ်ကိုလည်းပဲမပြောအတိတ်ကိုလည်းပြန်ပြီးတော့မတွေ့တတ်ဘူးလား။အတိတ်ကိုလည်းပဲမိမိတို့ပြန်ပြီးတော့တဏ္ဍမာနဒိဋ္ဌိဖြစ်ဆွဲတတ်တယ်။ဒီဘဝအတိတ်ကိုပဲအနိကဆုံးတွေ့တယ်။ အတိတ်တော့ကငါကဘယ်လိုပုံပုံဘောတဲ့လမ်းဆောင်နေတယ်။ဟုတ်ပြီနော်။အတိတ်တော့ငါဘယ်လိုလှတာဘောတဲ့။လောဘဖြစ်တွေ့နေတယ်။ဟုတ်ပြီတဏှာဖြစ်တွေ့နေတယ်။တဏှာကလို့လေမျောမသေးပြန်ဘူး။တဏှာကကိုရောတဏမာနဒိဋ္ဌိဖြစ်မတုံ့တကြဘူးလား။ပြစ္ဆုတ်ကံကိုရောတဏမာနဒိဋ္ဌိဖြစ်မိမိတို့မတုံ့တနိုင်ကြဘူးလား။ ဒီအဲ့ဒီတဏမာနဒိဋ္ဌိမဖြစ်ရဲ့အတွက်အတိတ်ပေါ်မှာလည်းမဖြစ်ရဲ့အတွက်ပြစ္ဆုတ်ကံမှာလည်းမဖြစ်ရဲ့အတွက်အနာဂတ်ကလည်းမဖြစ်ရဲ့အတွက်ဣဇတ်တဘိဒ္ဒတထာနာသလုံးမှာတဏမာနဒိဋ္ဌိမဖြစ်ရဲ့အတွက်အနေစာဒုက္ခအနတ္တလက္ခဏာဒုက္ခတင်ပါပါလက္ခဏာဤဒုက္ခတင်နေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာ၌တဏမာနဒိဋ္ဌိဖြစ်ခွင့်မရဘူး အတိတ်ကိုတဏှာမာနဒိဋ္ဌိမဖြစ်ခြင်းရဲ့အတိတ်ကိုနိစ္စဒုက္ခတတလက္ခဏာယုတ်တဲ့သင်ရမယ်။ပြစ္ဆုတ်ကနာရတ်ကိုမဖြစ်စေခြင်းဘူးဆိုရင်လည်းအနိစ္စဒုက္ခတတလက္ခဏာယုတ်တယ်ပဲသင်ရမှာပဲ။ယဇတမှာလည်းမဖြစ်ခြင်းဘူးဝိဒမှာလည်းမဖြစ်ခြင်းဘူးဘာဖြစ်လို့လဲအတိတ်ကပြစ္ဆုတ်ကံယဇတဝိဒအကုန်လုံးကဖြစ်ပြဖြစ်ပြကြီးလဲမလား။အဲ့ဒါတွေကိုကိုယ်ရည်မြဖြစ်ဖြစ်ပေါ့ပြီးမသိဘူးဆိုရင်ဒီတဏှာမာနဒိဋ္ဌိကိုရှင်းဖို့ဖို့အတွက်အောက်ကောင်းကောင်းကံတို့ဖြစ်နိုင်ဘူး။ ဟုတ်ပြီနော်ဒါကြောင့်ကိုအဲဒီအတိတ်ဘဝလေးကိုရှုနိုင်ဖို့အတွက်ညံတရားတွေကိုဣဇတ်တာမကဝိဒါမူဟာရှုစပ်ပါကြမယ်အတိတ်ကိုရှုတဲ့ရှုခဲ့တဲ့ဝိဒါရှုခဲ့တဲ့ခတ်စင်စင်ပဲဟုတ်ပြီကျေသာဆိုလို့ရှိရင်ခုနကရုပ်တရားနဲ့တရားတွေကိုပြပတ်နဲ့အမြင်ဆက်အောင်တိကျပြီဆိုကြပါဘူးဟုတ်ပြီနော် ဒါဆိုလို့ရှိရင်ဒုက္ခသစ္စာသိပြီလို့ခေါ်တယ်။ဒါဆိုဒုက္ခသစ္စာဖြစ်ကြောင်းတရားကိုဘာလို့ခေါ်လဲ။ဒုက္ခသစ္စာဖြစ်ကြောင်းတရားကိုဘာလို့ခေါ်လဲ။ဒုက္ခသစ္စာဒီဘဝပတ်ပြီးပြောရင်ဘယ်အချိန်တုန်းကဒုက္ခသစ္စာစောင့်ဖြစ်ပါတယ်လို့ပြောလို့ဖြစ်တယ်။ပြည့်တဲ့ကလာရည်ဒီတိရဲ့ခိုင်မှာရုပ်တရားနဲ့တရားစောင့်မဖြစ်ဘူးလား။ တခိတေနပစ္စုပါဒတေခန္ဓာဒုက္ခတဲ့ဓမ္မစက်ချာတရားဥပဒေနာတော်မှာပြားပေါ်သွားတယ်အချင်းကျုပ်အဖြစ်ဥပါဒတေခန္ဓာ၅ပါးပေါင်းကိုဒုက္ခသစ္စာလို့ခေါ်ရဲ့ခန္ဓာ၅ပါးကိုတဏှိပြောရင်ယုတ်ရံတပါပါမယ်ပြိတ္တိကလောယင်ကြည့်တဲ့ခါမှာခန္ဓာ၅ပါးစဖြစ်တယ်ယုတ်ရံတပါစဖြစ်တယ်ဒီဘဝရဲ့အစကနဥစ္စာအခြေဖြစ်တဲ့ကလောယင်ကြည့်တဲ့ခါကြီးဒုက္ခသစ္စာ စတင်ဖြစ်သောအခြေအနေဘောတကူရဲ့အစာဆုံးအချိန်မှာဒုက္ခသစ္စာကိုမြစ်တက်လို့ရပြီဆိုရင်သူဖြစ်ကြောင်းသမုဒယသစ္စာဒီဘဝမှာရှိမလားတိတ်မှာရှိမလားဒါကြောင့်မို့သူတို့ရတစ္ဆာတည်ရဲ့အတွက်ဘာကိုရှုရမလဲအတိတ်ကိုရှုရမယ်။ဒါကိုအကြောင်းပြုပြီးတော့စာပေကဘာပြောလဲ။ဝိတ္တတေနပါဏကမ္မန္တရိသ ဝိပါကန္တရိသဧကတိတသောသာတိတဗ္ဗံတဲ့ဝိတုဒိမေယုတ္တရာပေသာမဏေအနာ30ဲ့ခုနှစ်ပဋိသမိရာဘက်ကထကရာယုတ္တရာပေသာမဏေ190ခုနှစ်မှာလာရှိတယ်ဝိပဒနာကိုပေါ်များအားထုတ်တဲ့ပုဂ္ဂိုလ်ဟာကမ္မန္တရိသကံကို၎င်းကံဝိပါကံရိစ္စကံရဲ့အကျိုးကို၎င်းဧကတိတသော ဒစင်တေဒါစာနိပြတ်ပတ်ပြီးထိုက်ပါလေ။ဘယ်သူတွေလဲဝိပဿနာကိုပွားများအထွတ်မဲ့ပုဂ္ဂိုလ်ဟာကံနဲ့ကံရဲ့အကျိုးတရားကိုဒစင်တေဒါသိရမယ်။ဣကတေဒါကောစာနိပြတ်ပတ်အနဝတိတတောသာတိတုနတ္တကအဝိတယတ။ဇေတိတတပြမယ်ဆိုတာကတော့ အကျဉ်းချမ်းမရှိသည်အဖြစ်ကိုသိဖို့ရတဲ့တာဝကတွေရဲ့အရာမှုလို့ဟုတ်ပြီနော်တာဝကတွေအလုံးစုံသိဖို့ဖြစ်နိုင်တယ်။ဒါစိတ်တည်တာသိဖို့တော့တော်တော်ကြိုးစားဖို့လိုတယ်ခလား။ဒါဆိုရင်သိဖို့မလိုဘူးဆိုရင်ကြိုးစားတော့မှာ။ကြိုးစားတော့တော့မှာတော်တော်ကြိုးစားရတာမသိပဲနဲ့တော့မဖြစ်နိုင်ဘူး။ဟုတ်ပြီနော်တာဝကတွေကဘလို့သိရမလဲ။ကံနဲ့ကံရဲ့ဂျူနီယာကို ေကတိတတရစေတိသာတိယမေဘာသက်ပြောလေတပိနာတပံအာဇာနတိပစ္စယပြေကြဟောနာပရိပူရတိတိအလုံးစုံမတိဘူးဆိုရင်ကံနဲ့ကံရဲ့အကျိုးတရားကိုအချက်ကသိမတိခဲ့ဘူးဆိုရင်ပစ္စယပြေကလည်းဆိုတော့မပြီးပြည့်စုံနေပါ ရပြောမယ်နော်တပ်တင်နာတပ်တာကံနဲ့ကံအကျိုးတရားကိုအချင်းကသိအသာနဲ့မတိခဲ့သည်ရှိတော့ပစ္စယပရိကောပစ္စယပရိကဉာဏ်မီနတ်ပရိကူရတိမပီးစီမပီးစုံနိုင်ပါလေဤကတိတသေတ္တိတတော့သိဖို့မလိုဘူးလားအလုံးစုံလုံးဝမသိဘူးဆိုရင်တော့ပစ္စယပရိကဉာဏ်ရနေတယ်ကဟုတ်ပြီပြီးတော့နမေကျော် ြစ်တဲ့ဘုသူတခုရှိတယ်မာဟိဝအန္တနာမာဟိဝအန္တနာရှင်အန္တနာဒီလိုမဆိုပါနဲ့ရှင်အန္တနာဒီလိုဆိုပါနဲ့ဒီရောဂါသစ္စာပြတမ်းနေခဲ့တယ်ဒီပရိသတ်ဘုပ္ပတ်ဘောတရားကြီးကသူ့ဉာဏ်ထဲမှာထင်းထင်းကြီးဖြစ်နေပါလေ ်မြတ်စွာဘုရားကဆက်ပြီးချက်သားအနန္တာဒီလိုဆိုနေကမ္မီရောစာယအနန္တာပရိစ္ဆာသမှုပါရောကမ္မီရာကမ္မီရာကမ္မီရာဝဘောတောစာဣတတအနန္တာဓမ္မတအနုနာမိဘောဓအပတိဝေဒဧဝမေသစ္စာ တပာယေဒုဂေနဝိနိပါတံသန္တာန္တတိဝတ္တိ။စေတအန္တနာဒီလိုကိုဆိုလေ။စေတအန္တနာဒီလိုကိုဆိုပါလေ။ဒီပြေဇာတမဘဘောတရာ။နေ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 လို့အတဲလရှိရဲ။ဒီ leo ဘောတရာကိုလေဝဇာ ထုံးထင်းရင်မသိတဲ့အဖြစ်ကြောင့်အပ္ပယဒုက္ကတိဝိနိပါဒံသံသာရံနာတိဝတ္တိပရိစ္ဆာသဘုပ္ပသဘောတရားကိုကိုယ်တိုင်ပြန်ဖြစ်ဖြစ်ပေါ်ပြီးမသိတဲ့အဖြစ်ကြောင့်လို့အပေဝဆင်းရဲ့ဒုက္ခနဲ့တဏှာဝဆင်းရဲ့ဒုက္ခကိုဘယ်နည်းနဲ့မှမလွန်မြောက်နိုင်ပါဘူး။ဘာမသိရင်လည်း ကြောင့်ကျိုးဆက်ပရိစ္ဆာသဘောပတ်သဘောတရားကိုကိုယ်ရည်မြင်ဖြစ်ထင်ပေါက်ပြီးမသိခဲ့ဘူးမမြင်ခဲ့ဘူးဆိုရင်အပေဝဆင်းရဲဒုက္ခကလည်းမတွမြောက်နိုင်ဘူးတဲ့။တန်တာနာတိဘုဒ္ဓတိတန်တရာဝဆင်းရဲအစုံပိုင်းချလို့လည်းပဲဒီနည်းမှာမကျော်တော့မလုံးကြောင်းနိုင်တော့ဘူး။ဘုရားရဲ့စကားတော်ကိုဦးထည့်ပြတ်တန်ဆင်ပြီးတော့ထက္ကရာဆရာကဗာပြောနေ။ညာနာတိနာတမာတိပေါ်ရာတိလာနာ ドゥンに言っていな、バワサカママダリトワ。アタニウィセカミワ、レサンリムテネ、タンタラデヤバティト、ナゴシトゥピナンリヤティ。タマリディウド、ヤド、ジョタテナイ。ヤミヤテスワ、トヤト、ウィバタナンディウド、ヤタネティ。ディプレイサータボバ、バワサカ。 မဖောက်ခွဲမှု၍တန်တရာဝဆင်းရဲ့အပိုင်းခြားသို့လွန်မြောက်နိုင်သောအစုံတရာသောပုဂ္ဂိုလ်ဟူသည်တဲ့အိမ်မက်အပင်၌တော်လည်းလည်းမရှိအမရှိနိုင်၏သဘောပေါက်လားဒီကြောင့်ကျိုးဆက်ပြိဿသဘောပေါက်သဘောတရားကိုကိုရဉ္ဇဉ်ဖြစ်ထင်ပေါက်ပြီးမသိခဲ့ဘူးမမြင်ခဲ့ဘူးဆိုရင်တန်တရာဝဆင်းရဲ့အစုံပိုင်းခြားသို့အိမ်မက်ထင်မှတော့မလုပ်နိုင်တော့ဘူး If you don't know, if you don't see, if you can't origination, you can't make an end of suffering even in the dream ဘုရားပြည့်ပြည့်ထဲမှာတော့မှာတရားကိုစင်ရဲ့အဆုံးမှကြောင့်လုံနေနေတယ်မြေတို့ညအိမ်မက်တာရှိတယ်လေနေ့လေကြောင်တောင်ကြီး day dream ဆိုတာရှိတယ်မလားအခါတည်းပဂရိပြပလောကမှာမဖြစ်တဲ့တာတွေစိတ်ကွင်းရဲ့လောကမှာမဖြစ်နေဘူးလားဒါပေမဲ့အဲ့ဒီစိတ်ကွင်းရဲ့လောကအိမ်မက်ထဲမှာဘယ်နည်းနဲ့မှတရားကိုစင်ရဲ့အဆုံးမှကြောင့်မလုံနိုင်ဘူး ်ဘာမသိရင်လည်းပရိသတ်တုပ္ပတောတရားကိုမြဲရတမ်းတမ်းငမြဲမြန်တော့ဘုရားဆရာဘာပြောလဲစေတအနန္ဒာဒီလိုဆိုပါလေဒီကြောင့်ကျက်ဆက်ပရိသတ်တုပ္ပတောတရားနည်းနည်းလေနည်းနည်းအောင်လဲထင်တယ်ဒီကြောင့်ကျက်ဆက်ပရိသတ်တုပ္ပတောတရားကိုကိုယ်ရည်မြစ်ဖြစ်ထောက်ပြီးမသိခဲ့လို့မမြင်ခဲ့လို့တန်တရားကိုဆင်းရဲဆုံးပညာကိုမလုပ်နိုင်ကြခြင်းဖြစ်တယ် ခါကရဆေရနာလေးဒီနေ့တော့မစတိပြောတယ်ဒီကြောင့်ပြစ်ဆက်ပြိစာသဘောပတ်သဘောတရားကိုကိုယ်နဲ့ဉာဏ်ဖြင့်ဖြင့်တော့ပြီးမသိခဲ့လို့မမြင်ခဲ့ဘူးဆိုရင်တန်တရာဝဆင်းရဲ့အစုံပိုင်းချုပ်တန်တရာဝဆင်းရဲ့အစုံပိုင်းချာဆိုတော့အင်ဘက်ထဲမှာတော့မမလုံနိုင်တော့ဘူးဒါဆိုရင်မကြင်သိနိုင်ပါဘူးကျင့်ဖို့မလိုဆိုရင်တော့တန်တရာဝဆင်းရဲ့အစုံပိုင်းချာကိုပြုလုပ်နိုင်ပါတော့မလားကျင့်တာတော်တော်မှာ သိဖို့တော်တော်ကြိုးစားရတာပါ။ဘုရားတရားဟောတော်မူလို့စင်ရင်ခဲ့တော့ကဘာပြောခဲ့လဲ။ဘာစင်ရင်ခဲ့လဲ။ငါဘုရားထွန်းတဲ့တရားတဲ့တရားဟာမြေမတော်နဲ့ဘုဟုထားတဲ့ငုံရင်းစိတ်ပေါ်မှာသိနိုင်ခဲ့မြင်နိုင်ခဲ့တယ်။ကမ္မဂုဏ်နဲ့ပြည့်ရောကမ္မဂုဏ်နဲ့အပျော်ကြီးကြောင်းနေကြတဲ့ရေသတ္တဝါတွေကဒါဖျားဒီတရားဟောမယ်ဆိုရင် ီနည်းနည်းခက်ခဲသိနိုင်ခဲ့တဲ့ဒီတရားဟောမယ်ဆိုရင်သိနိုင်ကြမှာမဟုတ်ဘူးတဲ့။ငါပြပြန်သားရင်လည်းရှိတယ်။သူအပြင်နိဗ္ဗာန်တရားတော်နဲ့ကြည်ရသိနိုင်ခြင်းနေနိုင်ခြင်းတွေ။ကြောင်းကျိုးဆက်ပရိစ္ဆာသဘောပတ်ပေါ်တရားဟာသိနိုင်ခြင်းနေနိုင်ခြင်းတွေလို့အဲ့ဒီအချိန်ကလေးကမြတ်စွာဘုရားရှင်စင်ကြင်နှလုံးမသိခဲ့ဘူးလား။ပြီးတော့မြတ်စွာဘုရားတောင်းပြီလေ။ဒါမသိရင်တော့တရားဝစီရဲ့အစွန်ပဲချလို့ဘယ်နည်းနဲ့မှမလွတ်နိုင်ဘူး။ ဒါဆိုမိတို့အနေနဲ့အတိတ်ကိုယုံမှန်တန်တရားဘယ်အခါမှပြောင်းနိုင်မလဲကံရဲ့ကံရဲ့အကျိုးတရားကိုယုံကြည်သက်ဝယ်ဖို့ဘယ်အခါမှတကယ်ဖြစ်ပြီလားမရှိဘူးရင်ဖြစ်နိုင်ပါ့မလားမရှိဘူးရင်အတိတ်နိုင်ယုံမှန်တန်တရားရှိမယ်ပုထုဇဉ်ပန္တမြအတိတ်ကိုယုံမှန်တန်တရားရှိကြတာကြီးပါပဲပုထုဇဉ်ပန္တမြကံနဲ့ကံရဲ့အကျိုးတရားပေါ်မှာယုံကြည်တယ်လို့ဆိုကြတော့လေ ယုံကြည်မှုကမတုံမလွတ်တဲ့ယုံကြည်မှုအစဉ်လူမရောက်သေးပါဘူး There is doubt behind for all the ordinary people those who have developed unshakable faith မတုံမလွတ်တဲ့ယုံကြည်တဲ့အစဉ်ကိုမတိဆောက်ရသေးတဲ့ကုသစဉ်မှန်တယ်ဗျာယုံကြည်တယ်လို့ပုဂ္ဂိုလ်ကိုထင်ရနေတယ်နောက်ပြန်မှာတန်လျာရှိသေးပါလိမ့်မယ်ကိုယ်ရံရဖြစ်ဖြစ်ပေါက်ပြီးတော့မသိပါနဲ့ဆရာပြောဖြစ်လွမ်းနေလို့မရနိုင်ပါဘူး ဟုတ်ပြီနော်ဒါဆိုရင် stage 2ခွဲကိုပြောနေတယ်နားထောင်လာတော့ဒီတတိယအကြာကြီးကိုအတိတ်တွေသိသိလို့အတိတ်တွေတော့အများကြီးတင်ပေါ်ဟုတ်ပြီနော်အဲ့ဒီထဲကမှဒီနေ့ပြောတင်တဲ့ယောဂီတပြည့်လေးတစ်ခုချောင်းကိုဒီနေ့ပြောပြတယ်ဒါသူကယုတ်ရည်နဲ့တဲ့ကိုပရမတ်ဉာဏ်နဲ့ဆက်အောင်သိသိပြီးတော့ဒီရစီမဲ့လက်ပြီးဆိုတော့လည်း ခန္ဓာကိုယ်ကြီးကိုမတွေ့တော့ဘူးအမျိုးသမီးဖြစ်တဲ့မျိုးသမီးလို့မမြင်တော့ဘူးမျိုးသားဖြစ်တဲ့မျိုးသားလို့မမြင်တော့ဘူးယုတ်ဒီခန္ဓာမစဲတဲ့တဲ့ဖြစ်ဖြစ်နေတာဒီကိုမြင်ပြီးပြီးရင်ဆံရအာယုလာပြီးတော့တိုက်ခိုက်တဲ့အတွက်ဝိတိစိတ်စဉ်ဒီခန္ဓာမစဲတဲ့တဲ့တဲ့ဖြစ်ဖြစ်နေတာကိုမတွေ့ဘူးသားပြီးပြီးတော့ခန္ဓာကသက္ကုဒ္ဒရာဝိတိ နောတော်ဝိတိမှာသက္ကုဝိညာဉ်စိတ်တစ်ခုကလည်းဉာဏ်နဲ့စိတ်ဉာဏ်လို့ဒီအတရားဝိတုကိုပြီးပြီးလို့ဖြစ်ခုတာ။ဒါဆိုရုပ်နဲ့တပါးကြီးနဲ့သိရှိတယ်ဆိုတာဒီရူပါယုံရဲ့ဝတ္ထုရဲ့ကိုယုတ်တရားလို့သိရှိတယ်။အဲ့ဒီဝတ္ထုကိုပြီးပြီးတော့ဖြစ်နေတဲ့စိတ်တခုနာအတိအီမှာဖြစ်ပြနေတဲ့စိတ်စဉ်တည်းတရားတွေကိုဉာဏ်တရားလို့သိရှိတယ်။ဒါဆိုရင်စိတ်တခုနာတစ်ခုတစ်ခုချင်းတစ်ခုချင်းမှာစိတ်တခုနာအောက်မှာဝတ္ထုနဲ့ ်ဒုစိတ္တကနာကယူထားတဲ့အာယုရှိဦးမှာပြင်စိတ်စိတ်တသိဉာဏ်တရားတွေရာလဲခဏခဏမစင်တသိတဲ့ဖြစ်ပြပြီးနေကြဦးလားဒါဆိုရုပ်နာနဲ့ပါဖြစ်တဲ့တမ်းမမြင်နေဦးလားဒီအဲ့ဒီလိုမြင်နေတဲ့အခါမှာဘယ်လိုရှိရလဲအဲ့ဒီရှုကတော့ဘောဆရာပြပြရဘယ်နည်းနည်းပြီးတော့သင်နေတာလဲဆိုရင်ဝိတ္တုတိတစ်ထဲမှာအဘိညာဉ်ပိုင်းရှိဘုဗ္ဗေနိဝါဒအဘိညာဉ်ရှုကတော့ သမတ်ရှိပါပထမီအာဘောတိသောပါယောဒီလောက်ပိတလောဟိတဘောဒတာအဲ့ဒီကတိုင်းရှိပါအချိန်ကဒီသမတ်ရှိပါနဲ့ဆလင်းမျိုးတော့အချင်းကြောင့်ဒီစိတ်ကိုနိုင်နေအောင်လင့်ချစေပြီးတဲ့တော့ဒီမနေ့ယုံနံမနေ့ကယုံနံဒီနေ့ကယုံနံဆိုပြီးတော့ယုံနံတပါးလေးနဲ့နောက်ကိုဆွတ်ဆွတ်ပြီးတော့ရှုသွားတယ်ရောက်ခဲ့တဲ့ငါးပါးကယုံနံ လုံခဲ့တဲ့တတိကယုံနဲ့တဏ္ဍာပိသက်တွေလုံခဲ့တဲ့တမတိကယုံနဲ့ကိုတက်ရှိလို့ရမှာဘာဖြစ်လို့ရလဲသမာဓိမရှိသေးလို့ယုတ်တည်တန်တွေကိုပြပတ်ဉာဏ်နဲ့ဆက်အောင်မသိသိနိုင်သေးလို့သမာဓိလည်းရှိပြီးယုတ်တည်တန်တွေကိုလည်းဟိုတိုင်းမှာသာထွန်းထွန်းသိသိဆိုရင်ရလုံခဲ့တဲ့ဓာတ်နဲ့ဝိသိစိတ်စဉ်တန်းကြီးမတွေ့နိုင်ဘူးလားအာယုံမရိုက်တဲ့ရှင်နေတဲ့အချိန်ရှိလား လုံးထနေတဲ့အချိန်မှာအနည်းဆုံးအတန်အမြင့်ရိုက်တယ်တတ်တော်ရုံနဲ့အကောင်းဆုံးနေတယ်သိချင်ရှာတယ်ဟုတ်ပြီအဲ့တော့ဘုရားကစကုကြီးကိုအာရုံယူပြီးတော့ရုပ်နာသပန်းလေးနဲ့ပြန်ရှိရတယ်အဲ့လိုရုပ်နာတွေကိုသိသိတန်တဲ့သူတွေလောကရဲ့တမတိကရုပ်နာတွေပြန်ရှိလို့ရတယ်ရုပ်ခဲတဲ့ကောင်းတဲ့ကရုပ်နဲ့လည်းတရှိလို့ရတယ်တကယ်တော့ ကုသိုလ်ဖြစ်စေအကုသိုလ်ဖြစ်စေဧကံတော်ပဲပြုပြစ်ဖြစ်ပြီးရင်ပြတ်သွားတာပါပဲဟုတ်ပြီနော်ဒါပေမဲ့အချင်းကြီးပြတ်သွားတာပြင်မဟုတ်ဘူးရုပ်နဲ့တန်တန်စင်မှာဆိုဧကံတော်တည်းကိုမြင့်တန်ပြီးတော့မှချုပ်ပြတ်သွားရုံထုံးစံရှိတယ်ဟုတ်ပြီနော်ဒါကြောင့်လေမိမိတို့လွတ်ခဲ့တဲ့အနှစ်20လောက်ကပြုတ်ခဲ့တဲ့အရာတွေကိုတစ်ခါတည်းပြန်ပြန်ပြီးတော့အမှတ်မရအောင် တကယ်လို့အချင်းချင်းပြတ်တုံးသွားတယ်ဆိုရင်ကမ္မတတိဖြစ်တဲ့ယုံနဲ့တဏ္ဍာစေမယုံနဲ့ပြီးတော့ချုပ်ပြတ်သွားတာမျိုးမဟုတ်ဘူးဆိုရင်ပြန်လေတတိယမှာမဟုတ်ပါဘူးဆိုရင်ကမ္မတတိဖြစ်တဲ့ယုံနဲ့အားခဲ့လို့အခွင့်အရေးလို့ရှိရင်အကြောင်းပေါ်လို့ရှိရင်အဲ့ဒီအကြောင်းတွေကိုပြန်ပြီးတော့အဖတ်ရနိုင်ကြတယ်ဒေဂာတိလာပေါ်လာလေအဲ့ဒီဆိုရင်ကမ္မတတိကြောက်ပါလေဟုတ်ပြီနော်လောကရဲ့ နှစ်ပေါင်း30လောက်ကပြုခဲ့တဲ့ကုသိုလ်ကံတစ်ခုဒီဘဝတည်ရာဒီမှာလာပေါ်ဖို့ဖြစ်ရှိတယ်။ဘာဖြစ်လို့လဲ?အဲဒီဆိုင်ကမ္မတတိကြီးကအားရှိတယ်။ဒါကြောင့်မို့တည်ရာဒီမှာအတိတ်တံပြုတဲ့ကဲလို့ပြန်ပြီးတော့ပေါ်လာတယ်။ပုဂ္ဂိုလ်တော်များရဲ့တည်ရာဒီပေါ်တဲ့ကံအာယုန်ဒီတည်ရာဒီပြုတဲ့ကံတွေကနေပါလေ။တည်ရာဒီပြုခွင့်ဆိုတာကအခွင့်အသိမသာတတ်ကြဘူး။ ီဘဝနေ့တစ်နေ့အချိန်ကာလတစ်ခုလောက်ကပြည့်စုံကြုံလို့အထုတ်ခဲ့တဲ့ကံဖြစ်ပြီးတော့ပြတ်သွားတယ်ဆိုရင်ကမ္မတတိဖြစ်တဲ့ပြုတ်တန်ထားဖြစ်တယ်ပညာကလည်းမသားတာဝေဒနာကလည်းခံစားဖြစ်တယ်အတိတ်စိတ်ကလည်းအတိတ်ကြီးဖြစ်ခဲ့တယ်သင်္ခါရပညာကလည်းပြုတ်ပြင်းစီရင်ပြီးတော့ဆောင်ရွက်ခဲ့တယ်အဲ့ဒီပညာတွေအဲ့ဒီဝေဒနာတွေအဲ့ဒီအတိတ်စိတ်ဝိညာဉ်တွေ အဲဒီသင်္ခါရတရားတွေမှာစောအင်ကမတ္တိဖြစ်တဲ့အကုန်ညွန့်ကံပြီးတော့ခြံရင်ထားခဲ့တာပါ။ဒါကြောင့်မို့တင်ညာကြောင့်အပ္ပယခြင်းဖြစ်ဖြစ်နိုင်တယ်။ဝေဒနာကြောင့်ပြန်ခံစားရတတ်တယ်။အတိစိတ်ကြောင့်သိချင်းပြန်ဖြစ်တတ်တယ်။သင်္ခါရတရားကြောင့်အဲဒီလိုပဲပြန်လို့ရှင်နေတယ်။သဘောတရားသဘောပေါက်ပြီ။ဘာပြုတ်တက်ခဲ့တာလဲ။ခန္ဓာကားရဲ့စောအင်ကမတ္တိကြီးကိုခန္ဓာကားဖြစ်နေတယ်။ စတတ်တိဖြစ်တဲ့ပြုဏ္ဏကြီးဖတ်ခဲ့တာပါ။ဒါကြောင့်မို့ပညာရဲ့ညာရဲ့ဒုက္ခများတယ်လို့ပြောပြောတာ။ဘာဖြစ်လို့လဲ။အဲ့ဒီအမှတ်ပညာရဲ့ညာတယ်လို့ကောင်းတဲ့အမှတ်ပညာရဲ့ညာတယ်လို့ပြန်ပြီးအမှတ်ရလို့ဆိုဒုက္ခမဖြစ်ဘူးလား။ပညာဇိုးရဲ့ညာရဲ့ဒုက္ခကိုညာတယ်။ဒါကြောင့်ပညာဟာဒုက္ခပဲ။ဘာဖြစ်လို့ဒုက္ခပြရလဲ။စံဤကမ္မတတ္တိဖြစ်တဲ့ပြုဏ္ဏထားခဲ့လို့ ပြန်လည်ပြီးတော့အပညာတိုင်းသာဆိုတာဖြစ်ပေါ်လာကြတာဒါကြောင့်မို့ဒီကကြီးပြန်ပေါ်မှုရတဲ့သူတို့တွေအစမ်းမရှိနေဘူးလားဒီအဲ့ဒါကြောင့်မို့အဲ့ဒီပုပ္ပေဒီဝါသဒေနေရှုကကမနေ့ကယုံတယ်တနေ့ကယုံတယ်လုခဲတဲ့တနေ့ကယုံတယ်လုခဲတဲ့တနေ့ကယုံတယ်လုခဲတဲ့ငါးနေ့ကယုံတယ်လုခဲတဲ့ဆယ်နေ့ကယုံတယ်လို့အဲ့ဒီလိုနောက်ကျောင်းပြန်ပြည့်တော့ရှုကသည် ပုပ္ပိနိဗ္ဗာန်ဘင်းကြီးကို၁၄မျိုးဖြစ်အောင်မြင်ရှုထားတော်သူများရဲ့ရှုကပ်ပဲအဲဒီရှုကြီးကိုခြေခံပြီးတော့၁၄မျိုးသောအချင်းရာဖြစ်ရှုခြင်းမဟုတ်ဘူးဝိပဿနာဉာဏ်ဖြင့်ရှုခြင်းသာဖြစ်တယ်။ဟုတ်ပြီနော်။အဲတော့ဘာပြောလဲ။ခန္ဓာဝက်ကတန်ရုပ်မှာကိစ္စနိယဒုက္ခဆိုတာရှိတယ်။ဘာပြောပါလဲ။ပါဠိလိုပြောရတဲ့အကြောင်းကြားတော့မယ်နော်။ အချို့တော့ယန္တိအချို့တော့ယမနာရှိကြတယ်အတိတ်နိုင်နေခဲ့ဘူးတော့ခန္ဓာအစဉ်ကိုအစဉ်လျောက်ပြီးတော့အောင်းနေယူပွားသုံးသပ်နိုင်ကြတယ်ဟုတ်ပြီနော်ခန္ဓာ၅ပါးကိုတော့အဲ့ဒီခန္ဓာခန္ဓာ၅ပါးထဲကသဘာဝကိုတော့တော့ယူပွားနိုင်ကြတယ်ရှင်းနိုင်နေခဲ့ဘူးတော့ခန္ဓာအစဉ်သုံးသွားတဲ့စကားလုံးက ပုတ်ပင်နိဝါဒံသာရဆေရဝါဘာတံပြီးတော့ဖြစ်ဆိုရင်ဒီနေရာမှာရှိနိုင်နေခဲ့ဘူးတော့ခန္ဓာ၅ပါးဘူးတော့၎င်းခန္ဓာ၅ပါးထက်ကတဘာပါးဘူးတော့၎င်းရှိနိုင်နေဆိုတာကအပင်ဉာဏ်ဖြစ်ရှိတာကိုပြောတာမဟုတ်ပါဘူးဝိပဿနာဉာဏ်ဖြစ်ရှိတာကိုပြောတာပါအတိအကျလည်းဘယ်နည်းဖြစ်ရှိရင်ခန္ဓာခန္ဓာကခန္ဓာနဲ့ဆက်ဆက်နေတဲ့ 담배로 괜히 잡혀네 보마 내칸 내다케네 뉴 내다케네 사이카 에도 아미나마 에보모와 바보와 피케네 데뉴 이바레가 부드라 피케 부드라 သမာဓိจิตစဉ်တွေကိုအောင်မြင်ရှိခဲ့ဘူးလားဘယ်လိုအသက်ဝိဝါကြောင့်ရှိခဲ့ဘူးလဲဘယ်လိုမျိုးစဉ်းရဲချမ်းသာတဲ့ခံစားခဲ့ဘူးလဲဘယ်အသက်ရဲ့မှာပြည့်စုံခဲ့တယ်ဆိုတာကိုအသေးစိတ်ရှုနိုင်တာကိုတော့အပင်ဉာဏ်လို့ခေါ်တယ် အပြစ်ယုံကြည်လေးကိုမနေ့ကယုံလံတနေ့ကယုံလံဆိုပြီးတော့နောက်ကိုဆုပ်ဆုပ်ပြီးတော့ရှူသွားပြီဟုတ်ပြီနော်ရှူသွားတော့ပါသေးတယ်အချိန်ရတော့ဟုတ်ပြီနော်ညနေကြတော့မှဆက်ဖို့ပြီးတယ်ဒါမှသာအေးချမ်းချမ်းဟောတို့ရမယ်အခုသွားနေတော့ဘာလို့တော့လဲသွားဝင်သွားနေတယ်ဟုတ်ပြီနော်ဒီအားလုံးလေး དེ་ཚན་ལ་དེ་ཚན་ལ་ཞེས་དེ་ཚན་ལ་དེ་ཚན་ལ་